ဝမ်းမင်ပါရေဝရှမ်းလေးမှာပြန်လဲကျူဆူလိုက်ပါဒီနေ့အော်တိုဘာ16ရက်နေ့ဒီနေ့မှာမင်းအွန်လိုင်းကြောက်လက်တုံလုံးနေတဲ့အကြောင်းရင်းနောက်ွယ်တွေအကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့လက်ရှိကျွန်တော်တို့တော်လန်ရေးရဲ့အစနဲ့တော်လန်ရေးရဲ့ဒီနေ့ရောက်ရှိနေတဲ့အခြေအနေတွေကို ျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုသုံးထိဝင်ရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးဒီစားဖိတ်ခေါ်လိုက်ပါတယ်။ဒီနေ့ကစူပါဆန်ဒေးတနင်္ဂနွေအားလည်းရဖြစ်ပါတယ်။ကျွန်တော်ကျွန်တော်မိသားစုဝင်လေးအမြဲတမ်းဆွေးနွေးနေတဲ့ရက်ကိုရောက်ရှိလာပါပြီ။ဟုတ်ပြီ။ဘုဇ္ဇတာဘုံကျော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတက်မှာထုံးထုတ်ထားမယ်။ မနက်နေခင်းညနေညတကောင်ရန်စတိုက်လီရင်နဲ့ဘုံကျဲနေတယ်ကျဲတဲ့သူတွေကျဲကိုစော်ဩသူတွေကျဲခံရတာကို ဝမ်းမြောက်လက်ခုပ်ကြည့်တဲ့သူတွေအလုံးကို ထုံးတတိချာချာတို့မှတ်ထားမယ်အလဲဆိုတာရှိစမဲပါလို့သူရေးသားဖော်ပြပါတယ်ဒါခံနေရတဲ့သူတွေပို့ပြီးတော့နားလေသဘောပေါက်မှာပါ ျွန်တော်ပုံမှန်အဖြစ်ကျောင်းနိုင်ငံအတွင်းထဲမှာတိုင်းသားညီကိုမောင်နှမတွေ ਨੇ ကျောင်းမြေပြတ်မှာရှိနေတဲ့ကျွန်တော်တို့မြေပြတ်သားတွေပေါ့ဗျာမျိုးကြီးသားတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံနှစ်ခုရှိနေတယ်အဲ့လိုပုံစံနှစ်ခုဖြစ်အောင်လည်းပဲဗမာဆိုတဲ့လူမျိုးကြီးခေါင်းစဉ်တတ်ထားတယ်ခေတ်ဆက်ဆက်ကစစ်တပ်ကကောင်းတယ် တော့လက်ရှိအချိန်မှာလည်းပဲကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ဒါအရာရှိအရာခံအချက်စစ်တီတွေနဲ့ဟိုဘုံဘုံတိုင်းမှုတကယ်ကိုຢາລູជីတဲ့နေရာတွေကျွန်တော်တိုင်းရင်းသားညီကိုမောင်နှမတွေကိုလုံးဝမပေးခဲ့တာပါအခုမှမဟုတ်ပါဘူးပြီးတော့ဆက်ဆံတဲ့နေရာမှာလည်းခွဲခြားဆက်ဆံထားရဆိုတော့ကျွန်တော်တို့ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လေရင်နဲ့ဘုံကျဲခံရတဲ့ခံစားချက်ကျွန်တော်နေစဉ် ကြံပတ်ဖိနစ်တပ်ဖြတ်ခံရတဲ့ခံစားချက်အဲ့ဒီခံစားချက်ကိုတိုင်းရင်းသားတွေပို့ပြီးတော့သိတာပါသူကပြောကြတယ်ဟာတိုင်းရင်းသားတွေကတဲ့အနေအေးကြတယ်ယူသားကြတယ်ပြီးတော့သူတို့တွေဒီပညာအတန်းပညာနဲ့ကျွန်တော်ပြောချင်တဲ့စကားမဟုတ်ဘူးเนาะကျွန်တော်ရဲ့စကားကိုဒီကောက်အမှတ်ချက်ကောက်ချက်ချလွှဲမအောင်လဲကျွန်တော်ဆိုရင်ね အပညာနေကြတယ်ပေါ့နော်အဲ့လိုမျိုးတွေသုံးနှုံးကြတာရှိပါတယ်မဟုတ်ပါဘူးကျောင်းတိုင်းသားတွေပညာမနေပါဘူးလက်ရှိကဘာရဲ့ရဲ့မှာကျောင်းတိုင်းသားတွေတကယ့်ကိုထိတ်သီးဒါနိပညာနဲ့ပတ်သက်တော့လကောင်းဆေးဝါးမှာတော့လကောင်းပြီးတော့ခြားတော့ technique ပိုင်းတွေမှာတော့လကောင်းကျွန်တိုင်းသားတွေအများကြီးနေရာယူထားတာရှိပါတယ်အခုဘုဇွတ်တာဘုံကျော်ပြောတဲ့စကားကျွန်တော်ရန်ကုန်မှာနေနေတဲ့အချိန်ဆိုရင်ကျွန်တော်ခန်းစားသိမှာမဟုတ် မန်းလေးမှာနေနေတဲ့သူတွေလည်းခံစားသိမြင်မှာမဟုတ်နေပြီးတော့မှနေနေတဲ့သူတွေလည်းသိမှာမဟုတ်ဘူးလက်ရှိ main online နဲ့ main online အောက်မှာဒါဝန်ကြီးဌာနတည်တည်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းသူပြောတဲ့စကားကိုအပင်အနက်အဓိပ္ပာယ်သိမှာမဟုတ်ဘူးကျွန်တော်တို့တော့မှဒါနောက်27တိုင်းသားတစ်ဖွဲ့ဝင်နေနဲ့အတိုင်းသားညီကိုမောင်တို့အနေနဲ့အတူတူရှင်တွဲပြီးတော့ဒါပူပေါင်းနေထိုင်တဲ့နောက်ပိုင်းတွေမှာကျွန်တော်တို့ပို့ပြီးတော့အတိတ်ပဲတွေတိလာခဲ့တာပါ ဟုတ်ပြီဒါဗိုလ်ချုပ်တာဝန်တော်ဘာကြောင့်ပြောလဲဆိုတဲ့စကားကျွန်တော်တို့တွေကိုနိုင်ကလည်းပဲထုံးတို့ပြီးတော့မှတ်ထားရမယ်ကျွန်တော်မိသားစုဝင်လေအလှဲ့ဆိုတာရှိတယ်အဲ့ဒီအလှဲ့အကြောင်းအပြောင်းလဲအကြောင်းတွေမင်းအောင်လှိုင်လုံးဝကိုကြဆုံးရမယ်အကြောင်းနဲ့မင်းအောင်လှိုင်ဘာကြောင့်နေ့စဉ်ဘုံကျဲတက်ဖြတ်ပြီးတော့ဘာကြောင့်ကျွန်တော်တို့ဒါ လူငယ်တွေကိုအတင်းအဓမ္မပေါ်တာဆွဲပြီးတော့ဘာကြောင့်ဖြစ်တင်းနေရတာလဲဆိုတဲ့အကြောင်းဒီကနေ့ဗီဒီယိုရဲ့နောက်ဆုံးထိကျွန်တော်တည်ဆောင်သွားမှာဖြစ်ပါတယ်ဟုတ်ပြီအရင်ဆုံးကျွန်တော်မှာမိကုန်းချို့လို့လည်းပြောလို့ရတယ်ကောင်းလို့ချက်ချို့လို့လည်းပြောလို့ရပါတယ်မင်းတို့မှာကျွေးဝချမ်းသာတဲ့ခရိုနီပါတီကြီးတွေရှိတာတော့မှရွေးကောက်ပွဲမနိုင်ခဲ့ကြဘူး မင်းတို့မှာအမာဂန်လော်ဘီတွေရှိတာတော့မှလိုင်းပေါ်မှာအမှန်တရားတွေဒါပြောဆိုတဲ့နေရာတွေမှာမနိုင်လို့အင်တာနက်ကိုတော့မှပိတ်ပစ်ခဲ့ကြတယ်မင်းတို့မှာခိုင်မာတဲ့တရားစီရင်ရှိတာတောင်မှတရားမျှတမှုမပြနိုင်လို့အမှုပေါင်းစုံစင်နေစင်ခဲ့ကြတယ်လေလောက်မြန်လူတက်မှုတွေငါးလောက်မြန်လူတက်မှုတွေမွေးစွာကိုကုံကားနဲ့မိတဲ့အခြေအနေတွေမျိုးစုံမျိုးစုံ တကယ့်မင်းတို့မှာရုပ်တန်လွှင့်ဆက်ယုံရုပ်မြင်တန်ကြာဌာနကြီးရှိတာတော့မှမီဒီယာကိုမနိုင်လို့ပိတ်ပင်တားဆီးဖန်ရမ်းထုတ်ခဲ့တယ်နိုင်ငံပိုင်းတနည်းအားဖြင့်ပြည်သူပိုင်းကျွန်တော်တို့ရုပ်မြင်တန်ကြာပေါ့ဗျအခုကတော့ရုပ်မြင်တန်မကြာဖြစ်နေပြီဒီလိုမီဒီယာချီးကြီးတွေရှိတာတော့မှမှန်တရားတော့ဖော်ထုတ်နေတယ်ဒိမီဒီယာတွေ သူတို့မနိုင်ဘူးဘာကြောင့်လဲသူတို့ကကလိန်ကချစ်တယ်ဟုတ်ဗျာအစာအပေါ်မှာစားစီလိုက်တယ်အဲ့ဒါကိုပြောမှန်သည်မှားသည်လားမပြောနဲ့ဥကြောတလေးကိုမင်းပို့ပြီးတော့ရှင်းပါလိုက်မယ်သူရဲ့အနာဘူးတစ်ခုမှလည်းကျွန်တော်သူပြောတဲ့စကားကိုကြားဥပါတယ်ကျွန်တော်သူနဲ့လည်းအပြင်မှာတွေ့ဆုံခဲ့ဘူးပါဟုတ်ပြီ မင်းတို့မှာခိုင်မာတောက်နေတဲ့စီးပွားရေးလုပ်ငန်းကြီးတွေရှိတာတော့မှပြည်တွင်းအလှူရှင်တွေကိုမနိုင်လို့ price tag အချို့ကတော့မှတက်သိမ်းပြီးတော့ပိတ်သိမ်းခဲ့တာတွေရှိတယ်မင်းတို့မှာလက်နက်မျိုးစုံရှိတာတော့မှလက်နက်ကင်အချင်းချင်းမပြောနဲ့ပြည်တွင်းပြည်လေးကွာကိုမနိုင်လို့တေချိုးမရောင်းဖို့ပိတ်ပင်ခဲ့ကြရတယ်ကျွန်တော် မှတ်ချက်လို့လည်းပြောလို့ရတယ်မိကွန်းလို့လည်းပြောလို့ရတယ်အခု notes လေးတွေကျွန်တော်ရဲ့မိသားစုရင်အချိန်ချင်းပြန်ပြီးတော့နားထောင်ကြည့်ပေးပါမင်းတို့မှာလက်နက်ခင်မီလက်နက်မျိုးစုံရှိနေတာတော့မှလက်နက်ကင်ချင်းချင်းမပြောနဲ့ပြင်းပြင်းပြင်းလေးခွာကိုတော်မှမနိုင်လို့လေးခွာလုတ်တဲ့တရေကျိုးကိုတော်မရောင်းဖို့ပိတ်ပင်ခဲ့ကြတယ် င်းတို့ကလူငယ်တွေရှိတာတောင်မှဘယ်ကပေါ်လာမှမသိတဲ့လူငယ်တွေကိုမနိုင်လို့ညဘက်စစ်စေးတောင်းချမ်းဖန်းစီနေတာဗယံပရာမင်းတို့လုံနေကြတော့လုတ်ခဲ့ကြတယ်စစ်တပ်ထဲမှာလာစားပေးတယ်နေရာပေးတယ်ယာဒူးအစ်စ်စင်ပေးတယ်ပြီးတော့စစ်တပ်ထဲရောက်ရင် လုတ်အနေနဲ့ပြောမယ်ဆိုရင်တော့အလုတ်တစ်ခုရတယ်ဗျာပြီးတော့စစ်တပ်ထဲရောက်သွားရင်စစ်တပ်နဲ့ပတ်သက်ပြီးတော့အခြားသောအခွင့်အရေးတွေအများကြီးလုတ်ပိုင်ခွင့်တွေပြီးကြတယ်လက်ရှိနိုင်ငံတွင်းထဲမှာရှိတဲ့စီးပွားရေးပမှန်ကများကိုစစ်တပ်နဲ့ပတ်သက်သူတွေကပဲခိုးဆိုးလူ၌လုံနေကြတာဖြစ်တယ်ကျွန်တော်တို့ရက်သားတွေကကုံထမ်းကုံမထမ်းနိုင်တော့တဲ့နောက်ဆုံးနေ့တောင်စား ။ဒါကြောင့်ဘယ်တော့ပေါ်လာမှမသိတဲ့ကျွန်တော်တို့လူငယ်တွေကိုသူတို့တွေကြောက်ပြီးတော့တနိုင်ငံလုံးဝရှိတဲ့လူငယ်တွေကိုနေရောညရောဖမ်းတယ်စီးတယ်ဗျမ်းပတာလုတ်နေကြတယ်မင်းတို့မှာအင်အားကြီးနိုင်ငံနှစ်နိုင်ငံရှိရုရှားနဲ့တရုတ် ဒါကြောင့်မှမင်းတို့ပြောပြောနေတဲ့လေလှိုင်းပေါ်ကအစိုးရဆိုတဲ့ကောင်းလေးကိုမနိုင်ဘဲနဲ့ပြီးတော့အနောက်အုပ်စုဆိုတဲ့အတန်ကြာတာနဲ့ဒူးတုံအောင်ကြောက်လန့်နေရတဲ့အခြေအနေတွေမင်းတို့ဘာကြောင့်ဖြစ်နေရတာလဲဆိုင်မိသားစုဝင်တွေတကယ်တမ်းကြောက်နေကြတာဘာသူပါလဲအခုလက်ရှိကြောက်နေတာဘာသူလဲ လက်ရှိကြောက်နေလို့ပဲကျွန်တော်ရသပြည်သူတွေကိုနေ့တိုင်းနေ့တိုင်းဘုံကျဲပြီးတော့တော်တော်တတ်ပြနေတာအပိုင်မိကုန်းလေးတစ်ခုထပ်ပြီးတော့ဖြည့်ခဲ့ပေးပါမင်းအောင်လှိုင်းလူမတတ်တဲ့နေ့ရှိပါသလားသူတို့နိုင်တာလည်းရှိပါလိမ့်မယ်သူတို့ဘု து နိုင်တယ်ထင်လဲကျွန်တော်ရမိသားစုအခုညံနေပြီးတော့နောက်လှိုက်ဂွေးလို့လည်းပြောတယ် သခင်အားရဂျုံဘာဝါတခိုးတယုံခံနေလူနေစုကိုတော့တို့နိုင်နေပါတယ်ကျွန်တော်တို့ကိုဘယ်တော့မှမနိုင်ဘူးမင်းအောင်လှိုင်းနေအာနာယူအုပ်စုကြိုက်တဲ့ငွေကြေးတုံးကြိုက်တဲ့လက်နက်တုံးကြိုက်တဲ့အဖွဲစည်းတွေကြက်တလူမျိုးစီယုံကျွန်တော်တို့ကဘယ်တော့မှမနိုင်ဘူးဆိုတာကိုကျွန်တော်ဒီနေ့တိတိကျကျပြောရတယ် တကယ်တမ်းကြောက်နေတာဟာပြီးတော့တကယ်တမ်းကြောက်ခက်တယ်မှာတကယ်တမ်းကြောက်နေရတဲ့လောကထဲမှာရက်ဝန်းထဲမှာနေနေတာကဘာသူပါလဲလက်ရှိအာနာယုအကျံဖက်အုပ်စုနဲ့သူတို့နဲ့ပြီးပြီးတော့ပေါင်းစားလှူစားရမှအသက်ရှင်နိုင်မဲ့အဖွဲအစည်းတွေအတွင်းကတူနေတာဖြစ်ပါတယ် ကင်မီနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်မိသားစုကိုနေကျွန်တော်အမြဲတမ်းမေးတယ်မပူပါနဲ့ကရင်တမိုင်းကိုကရင်ရေးပါလိမ့်မယ်အခုလက်ရှိ BGF DKP မင်း online နဲ့တွားတွေ့နေတဲ့သူတွေကျွန်တော်ကရင်တွေကောင်းကောင်းမှတ်ထားတယ်ကရင်ပြည်သူတွေကရင်လူမျိုးအစ်စ်တွေကရင်တဲမှာနေလို့မရအောင်လုတ်ခဲ့တာတမိုင်းအဆက်ဆက်အခုကျွန်တော်သတင်းပြောနေတဲ့ဒီနေ့ညအချိန်ထိ ဘသူလှုပ်ထားတာလဲလက်ရှိအာနာသိအာနာယူအုပ်စုအကျံဖက်စစ်တက်ကလှုပ်ခဲ့ကြတာကင်လူမျိုးတွေကင်ပြည်နယ်အတွင်းထဲမှာကောင်းကောင်းနေလို့မရအောင်ဟိုနှစ်ပေါင်းများစွာတည်းကကဘာအရရမှာဒုက္ခတဲ့အနေနဲ့ပဲသူတို့တွေတွားရောက်ရှင်းတန်ခဲ့ရတယ် တို့သိဒုက္ခပဲတယောက်အနေနဲ့ဟိုဘက်နိုင်ငံကြီးတွေကတနာလို့ခေါ်ယူပြီးတော့အလုတ်အကိုင်းနေထိုင်ခွင့်တွေပြီးတော့ citizen တွေအဖြစ်ဖြစ်ဖြစ်နဲ့ပြောင်းလဲသွားခဲ့ဖေမဲ့သူတို့ကရင်ဆိုတာသူတို့သိတယ်ကရင်အချင်းချင်းပြောခဲ့တဲ့စကားရှိတယ်ကရင်ဟာလည်းကရင်မှန်သိတဲ့နေတော်လန်ရေးအောင်တယ်ဒီကျွန်တော်တုံးနေတဲ့မှတ်ချက်လေးတစ်ခုရှိတယ် ကျွန်တော်မှတ်ချက်လေးနည်းနည်းလေးတော့ကြမ်းကောင်းကြမ်းမယ်ကျွန်တော်ရဲ့မိသားစုမှာတော်လန်ရေးမှာကိုပေါ့စင်ကိုတည်တဲ့နေတော်လန်ရေးအောင်မဲ့နေလို့ကျွန်တော်သုံးခဲ့တာလည်းရှိတယ်ကျွန်တော်တော်လန်ရေးမှာနှိတ်ချတော့ကျွန်တော်တော်လန်ရေးမှာစူးစီးပါကျွန်တော်တော်လန်ရေးမှာအကိမွေးလေးတွေကအစကျွန်တော်တို့တန်ဖိုးထားရမှာဖြစ်တယ်တော်ရင်တကယ်လုံနေတဲ့သူတွေ နေ့စဉ်ဖိနေတက်ဖြတ်ခံရတဲ့လူနေစုဘာကြောင့်လက်နဲ့ကန်တယ်ဘသူမှလက်နဲ့မကန်ချင်ဘူးကျောင်းမိသားစုလက်ရှိတိုင်းသာတစ်ဖက်ဝင်အကုန်မေးလို့ရတယ် KNU မေးမလား KNU မေးမလား TNL ကိုမေးမလား MNDA ကိုမေးမလားသူမှလက်နဲ့မကန်ချင်ဘူးဒါပေမဲ့လက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာရောင်းကုန်တပုံလို့အမိကပ်ပြီးတော့ဖန်တီးထားတာကလည်းပဲ အာနာယူလက်ရှိ အကြမ်းမဖက်စစ်တပ်ဖြစ်တယ်။ဒါကိုကျွန်တော်တို့လုံးဝမေ့လို့မရဘူး။ဒီအချိန်မှာကျွန်တော်တို့အကုန်လုံးစွန့်ပြုံ ရှင်းရမှာဖြစ်တယ်။ကြောက်မိသားစုဝင်တူပေါ့နော်။ကိုရှမ်းရေးတဲ့88ကလူပြန်ဖြစ်သွားမှာလားဆိုရက်မိโกမျိုးတဲ့အတွေးမျိုးတွေလည်းအချို့ ိဘပြည်သူတွေမှာရှိကောင်းရှိပါလေ။အဲ့လိုအတွေ့အမျိုးဝင်အောင်မင်းအွန်လိုင်းဖန်တီးနေတာဖြစ်တယ်။ရှင်းသရှင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ကျွန်တော်မှီမြန်းပြီးတော့88က10မီနောက်မီကျွန်တော်တို့ရဲ့တော်လန်ရေးဘိုးအိမ်တွေနဲ့ကျွန်တော်စကားပြောဆွေးနွေးပါဦး။ရှင်းသရှင်းလို့ဖြစ်လာနိုင်ကြဆိုတဲ့စကားမျိုး ကျွန်တော်အနေနဲ့အဖြစ်တစ်ခုပဲကျွန်တော်ပြီးခြင်းပါတယ်လုံးဝဖြစ်လာနိုင်ကြအကြောင်းမရှိဘူးဆိုတာပါပဲနောက်နှစ်ဆက်တဲ့အာနာသိမ့်နေတဲ့အချိန်မှာကျွန်တော်တို့အစောဆုံးကာလတွေနဲ့စုပွဲကြတယ်ပြင်ဆင်ခဲ့တယ်လေ့ကျင့်ခဲ့တယ်ဒီနေ့အချိန်ထိလည်းတိုက်ပွဲဝင်ဖို့တကျွန်တော်တို့အားလုံးအစဉ်သိမ့်ဖြစ်နေတယ်အချိန်ကာလတစ်ခုတော့ရှိပါလိမ့်မယ်အဲ့ဒီကာလတွေအတွင်းမှာကျွန်တော်တို့တက်ခဲ့သိမ့်ပိုက်ခဲ့မြို့ပေါင်း၁၀၀ကျော်၁၀၀ဝန်းကျင်ရှိခဲ့တာပါအဲ့ဒီမှာ အတက်အဆုတ်ကတော့ရှိခဲ့တယ်ကျွန်တော်ရဲ့မိသားစုအပွင့်ရင်းဆုံးကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေလက်ရှိအခြေအနေတွေကျွန်တော်တို့ကနေရောညောကျွန်တော်တို့အမြဲတမ်းသုံးသပ်နေကြလိုအပ်ရင်ပြည့်ပြည့်စုံလည်းပြည့်ပြည့်ရမှာပဲကျွန်တော်တို့အခုချိန်မှာထိခိုက်ဒဏ်ရာရလို့မရဘူးအချို့နေရာတွေမှာเนาะကျွန်တော်ရဲ့မိသားစုဝင်တွေအချို့ကျွန်တော်တို့ဒါတိုက်ပွဲပုံဖော်နေတဲ့နေရာတွေမှာကျွန်တော်တို့ နောက်ထပ်ထိခိုက်ခံလို့မရတဲ့အခြေအနေတွေရှိတယ်။ကိုရှမ်းကျွန်တော်ကတော့ပြပြင်းတော့အေးညီလေးပြပြင်းအချိန်တိုင်းငါတို့ဘုံတိုင်းကျဲပြီးတော့ဖိုက်တာကြီးတွေလုတ်ပြနေလို့မရတဲ့ကျွန်တော်တို့မှလည်းကျွန်တော်တို့ရဲ့အချိန်ရှိပါတယ်။ဟုတ်ပြီ။ဒါကြောင့်လက်ရှိကြောက်ခက်နေမှာနေနေရတဲ့အဲ့ဒီအုပ်စု၄ ပြီးတော့မင်းအောင်လိုင်ကိုတိုက်ခဏအချိန်ထိကြောက်လန့်နေရတဲ့အချိန်လေးပြီးတော့မင်းအောင်လိုင်နဲ့သွားပေါက်ပြီးတော့ဒါလက်ရှိတွေ့ဆုံနေပါတယ်ဆိုတဲ့သူတွေဟာလည်းဘယ်ပြည်နယ်တဲမှာပဲနေနေသူတို့ဟာသူရဲ့ပြည်နယ်အတွင်းထဲမှာရှိတယ်သူရဲ့လူမျိုးတွေဂျားထဲမှာတော့မှသူတို့တွေလွတ်လွတ်လပ်လပ်နေရဲကြဘူးလက်မကန်အဆောင်တွေနဲ့ သူတို့ဖြစ်ချင်တဲ့သူတို့ရဲ့ခေါင်းဆောင်တွေသူတို့ဖြစ်ချင်တဲ့သူတို့လူမျိုးတွေရဲ့အကြီးအကဲတွေသူတို့ဖြစ်ချင်တဲ့သူတို့တွေကပြည်သူတွေကသူတို့ကိုဟုတ်လို့အားကိုးတဲ့သူတွေအဖြစ်ဒါပေမဲ့တကယ်တမ်းဖြစ်သွားတာဟာပြည်သူရဲ့အမုန်းတရားတွေသူတို့ရသွားတယ်ပြီးတော့တကယ်တမ်းဖြစ်သွားတာသူတို့ကိုယ်နိုင်ကပြည်သူကိုပြန်ကြောက်ကြတဲ့သူတွေဖြစ်သွားတာကျွန်တော်ပြောတဲ့အကြောင်းအရာရဲ့အောက်မှာမိသည်လက်နက်ကင်ခေါင်းစိမ်မင်းအောင်လိုက်နဲ့တွဲနေတဲ့မိသူမဆိုရှင်တွဲပြီးတော့ကြီးကြီး ကြည့်ကြည့်ပါတို့တွေအကုန်လုံးပြည်သူကိုပြန်ကြောက်နေရတာဒါကအမှန်တရားအရှိတရားဖြစ်ပါဘာကြောင့်တို့ပြည်သူကိုပြန်ကြောက်နေရလဲပြည်သူကိုနေ့စဉ်ကြံဖတ်တပ်ဖြတ်နေတဲ့သူတွေနဲ့ပူးပေါင်းနေတဲ့ကောင်တွေမင်းအောင်တကောင်နေမဟုတ်ဘူးခစ်ဆက်ဆက်မှာကျွန်တော်နိုင်ငံကျော်တိုင်းရင်းသားတွေကိုရရဆက်ဆက်ကျွန်တော်ပြောပြီးသားကရင်တွေကင်းမှာနေလို့မရအောင်လုပ်ခဲ့တဲ့ကောင်တွေလူမျိုးလုံးတတ်ဖြတ်ခဲ့တဲ့ကောင်တွေ ဒီကောင်တွေကိုကူညီပံ့ပိုးနေတဲ့အဖွဲ့အစည်းဒီကောင်တွေနဲ့ပတ်သက်နေတဲ့ခေါင်းဆောင်ဆိုတော့ပြည်သူခြားထဲမှာဒီကောင်တွေပြည်သူလိုတော်မှမနေရဘူးဟုတ်ပြီဒါကြောင့်လည်းပဲဘုဇုတပုံးကျော်ကပြောပါတယ်အလှည့်ဆိုတာရှိစမြဲပါတယ်သူကအခါလေးပြောတယ်လူငယ်စကားဆန်တယ်ပြီးတော့တရားနယ်နဲ့ပတ်သက်ပြီးတော့ထုံးနှက်နေတာလေအများကြီးရှိတယ်ဟာကြောင်မဲနောင်ချိုတီပေါ်ဆက်လာတွေကိုတရားနယ်လေးကပြန်ပေးတယ် TNL ရဲ့ PR TNL ကိုကုညီဖို့ကျွန်တော်တို့ဘာတွေစဉ်းစားခဲ့ပြီလဲဒါပေမဲ့ TNL ကကျွန်တော်တို့ပြည်သူနဲ့အမြဲတမ်းရှိပါတယ်ဆိုတာမျိုး TNL ကတရုတ်ကခေါ်ပြီးတော့ညှိတာတောင်မှပြည်မျက်နှာကြည့်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကျွန်တော်တို့သူတို့ကိုစပ်ပြီးတော့ဝန်းရံဖို့လိုတယ်ကျွန်တော်တို့လိုမကြတာနဲ့ဘုဇုတ်တာဘုံကျော်ကျွန်တော်တို့သွားပြီးတော့အပြစ်တင်လို့မရအောင် တည်နေလေကျွန်တော်တို့သွန်းပြောဖြစ်တယ်လို့မရဒီချိန်မှာကျွန်တော်တို့အားတွေစုစည်းနေဖို့လိုတယ်ကျွန်တော်အရန်ကိုလွယ်ကူတဲ့ဥပမာလေးတစ်ခုပါငွေတော့အကြောင်းဒီအကြောင်းအရာတွေမှာလည်းတင်ခဲ့ရစီလုံးချင်းအင်အားအချို့ပန်းချီတွေမှာပုံလေးတော့မှဖော်ထားသေးတယ်တစ်ချောင်းလေးတစ်ချောင်းပေးလိုက်ရင်ချိုးလိုက်ရင်ကျိုးသွားတယ်အဲ့ဒီတစ်ချောင်းလေးတွေစုပြီးတော့သင်းစည်းကိုချိုးခိုင်းမကျိုးဘူးဆိုတာ အခုကကျွန်တော်တို့အားလုံးကတခုချင်းစီကနေပြီးအားယူခဲ့ကြတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အရှိမပြောတာတို့မှာချမ်းသာကြွယ်ဝတဲ့ပါတီတွေတို့မှာချမ်းသာကြွယ်ဝတဲ့ခရိုနီတွေတို့မှာချမ်းသာကြွယ်ဝတဲ့အရင်းမြစ်တွေသုံးဆဲမကုန်နိုင်အောင်ခိုးထားတဲ့အုပ်စုကြီးရှိနေပါရဲ့နဲ့ကျွန်တော်တို့ပြည်သူကျွန်တော်တို့ဆန္ဒနဲ့အညီရွေးကောက်တဲ့အချိန်မှာကျွန်တော်တို့ကိုဘာကြောင့်တို့တွေမနိုင်တာလဲ။တို့ကအန်အဒီနဲ့ပတ်သက်ပြီးတော့မျိုးစုံပြောတယ်မဟုတ်ဘူးဗျအန်အဒီမဟုတ်ဘူးအဲ့ဒါပြည်သူဗျ န်နယ်ရီဖြစ်လာတယ်ဆိုတာလည်းပြည်သူပဲလက်ရှိမင်းအောင်လှိုင်ရဲ့ရစ်ဆက်မှုတွေကြောင့်အတန်တိတ်နေရတဲ့ခေါင်းငုံနေရတဲ့ပြည်သူအချို့တော့ရှိတယ်ဒါဟာမင်းအောင်လှိုင်ဘက်ပါသွားတာမဟုတ်ဟုတ်ပြီဘုရားတောင်ပေါ်ကအိုက်စ်ကောင်ဘာကြောင့်ပြောရလဲဆိုတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်အောင်ထိန်ချုပ်ထားတဲ့နတ်ဆန်မြို့ခွန်ဟာချေးရွာမှာဂျန်ဖက်စစ်ခွစ်တက်ကနေပြီးတော့အော်တိုဘာ18ရက်နေ့ည7:00နာရီ ခွဲချိန်မှာပေါင်250ဘုံနဲ့ဘုံသွားကျဲလိုက်တယ်။ယတဒေတာကံတည်တည်ဆုံးခဲ့ရတယ်။ဒါတောင်းလို့မြောက်တက်မလို့ DNL ရထုတ်ပြန်ထားပါတယ်။ဆိုတော့တည်ဆုံးမှုမှာထုံးစံအတိုင်းပဲယတပြည်သူဖြစ်တဲ့အတွက်သက်စင်းနေရကလင်းငယ်တွေလည်းပါတယ်။အမျိုးသမီး၄ဦးပါတယ်။မျိုးသား၁ဦးပါတယ်။ဒီတနေရာလဲလားဆိုရင်မဟုတ်ပါဘူး။နေ့စဉ် DNL ထိန်းချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာ။နေ့စဉ် KI ထိန်းချုပ်ပြီးသားနေမိတွေကိုဘုံကျဲနေတာ။နေ့စဉ် အင်းထိချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာနေစဉ်ကင်းထိချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာသူဘာဖြစ်လို့ဘုံလိုက်ကျဲနေတာလဲဒီနေ့အချိန်ထိသူကျွန်တော်တို့ကိုရှုံးနေနေစေဆိုတာမင်းအောင်လိုက်သိဒီနေ့အချိန်ထိကျွန်တော်တို့ပြည်သူလူထုနိုင်နေတယ်ဆိုတာလဲမင်းအောင်လိုက်သိဒီနေ့အချိန်ထိကျွန်တော်တို့ကို ထိမ့်ချုပ်ဖို့ကျွန်တော်တို့ကိုကြောက်လန့်သွားအောင်ကျွန်တော်တို့စိတ်ဓာတ်တွေပြိုလဲပျက်စီးသွားအောင်လုပ်ဖို့အတွက်သူတို့တွေအပြေရှာလို့မတွေ့သေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတည်တည်ချာချာဆုံးဖြတ်ပြီးသားပြီးကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ဒီခက်မှာအာနာယူအုပ်စုကိုအမြင့်ဖြတ်ချေမှုတိုက်ခိုက်တယ်။စစ်မှာအတက်အကျရှိပါတယ် လက်ရှိကျွန်တော်တို့အားယူနေရတဲ့အခြေအနေတွေလည်းရှိတယ်လက်ရှိကျွန်တော်တို့ပြင်ဆင်နေရတဲ့အပိုင်းတွေလည်းရှိတယ်လက်ရှိကျွန်တော်တို့စုဖွဲ့ပြီးတော့အားနိုင်ချက်တွေကိုအတချက်ဖြစ်ပြောင်းလဲဖို့အတွက်ဂျုံးကန်နေရတဲ့အခြေအနေတွေရှိတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေအမြဲအမှတ်ရရှိနေပေးပါကင်းပြီးနေမှာဗျာလီဂီကော်လေးပြန်ပေးလိုက်ရအောင်တော့လီဂီကော်ဟာအကျိုးစီးပွားဘာတစ်ခုမှမရှိဘူးကျွန်တော်ကလူငယ်တွေလူငယ်လူကျွန်တော်တို့သုံးသပ်တယ် အကျိုးစီးပွားရှိတဲ့နေရာတွေ BGF နဲ့ပေါင်းလို့တော့လကောဒါပြဿနာမဟုတ်ကျွန်တော်ပြောပြသခရင်တမန်ကင်နေရေးပါလိမ့်မယ်ကရင်ကိစ္စကရင်ရှင်းပါလိမ့်မယ်ရှင်းလဲရှင်းနိုင်တယ်ဆိုတာမျိုးကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ယုံကြည်ပေးထားစေဖြစ်တယ်ဗန်ဒီယိုဘုကျုပ်စီးပြောတဲ့ရန်ကုန်အင်းစိန်မှာဗန်ဒီယို ဌာနချုပ်ကင်ဒီယိုရုံးချုပ်ပြန်ဖွင့်နိုင်မလားဆိုတာမျိုးကကန်ဒီယိုပြောပြီးသားစကားဖြစ်တဲ့အတွက်သူတို့ထွေးတဲ့တွေသူတို့ပြန်မျိုးလို့မရဘူးဆိုတော့ဒါတမိုင်းဖြစ်နေပါတယ်ကျွန်တော်တို့လက်ရှိအချိန်မှာ90%ဖြစ်တယ်ဒီတက်ပို့ပြီးတော့လှလင်းမြန်မြန်အနိုင်ရဖို့အတွက်မင်းအောင်လှိုင်တဲ့သူတို့ရဲ့အပေါင်းအပါအုပ်စုတစ်ခုလုံးကျွန်တော်တို့ကိုလှည့်ပြားမှုကျွန်တော်တို့ကိုလိန်လယ်မှုကျွန်တော်တို့ကို သွေးခွဲနေမှုတွေကိုတော့ကျွန်တော်တို့မြင်အောင်ကြည့်ဖို့လဲလိုတယ်တခါတရံမှာမသိကြအောင်စောင့်နေလိုက်ဖို့လိုတယ်ရေကောက်ပွဲလုတ်လုတ်ပေါ်နေပြီးတော့မှလက်ရှိ NCA မှာလက်မှတ်ထိုးထားတဲ့အဖွဲ့အများစုဘယ်သူမှလည်းမသွားဘူးရတယ်တွားသူခေါ်ပြီးတော့တွားသူဒီ DGB တိုက်တက်မယ် PC တိုက်တက်မယ်ဒီ BGF တိုက်တက်မယ်တက်ပြီစီအဲ့ဒီလူတွေအကုန်လုံးရဲ့မျက်နှာဒီအကုန်လုံးနဲ့ဒီဒီတွေအကုန်လုံးကရင်မျိုးသားလုံးအမှတ်ရတယ် အခြားသောလူမျိုးစုတွေမှာလည်းထုံနီကောင်းပဲဒါမင်းအောင်လိုက်လုတ်ပြခြင်းတဲ့အကြတယ်ဒါတွေကလည်းယိုးအိနေပြီဟုတ်ပြီဒီနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာဟာကျွန်တော်မိသားစုတွေတော်ရင်အစကာလမှသည်ဂလိအချိန်ထိကျွန်တော်တို့နိုင်နေစေဖြစ်တယ်ဆိုတာကိုကျွန်တော်ထင်ရှားစွာဖော်ပြပေးနေခြင်းဖြစ်တယ်ကျွန်တော်တို့နိုင်ခြင်းကျွန်တော်တို့ချိန်မုန်းခြင်းနဲ့ကျွန်တော်တို့လူငယ်တွေကို ကြောင်ညိုထပေးတော့လုံနိုင်တဲ့အခြေအနေမျိုးမင်းအောင်လှိုင်မှာလုံးဝကိုမပိုင်ဆိုင်တဲ့လူတို့အဖြေရှာလို့မရသေးဘူးကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ပြောတဲ့စကားမှားတယ်မှန်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုမှရှင်းပေးခဲ့ခင်မီလက်နက်တွေရှိပါတယ်ဆိုတော့နိုင်ငံတကာကမ္ဘာအဆင့် standard army ကြီးရေလေးပိုင်ဆိုင်ထားပါတယ်ဆိုတော့တရုတ်ရဲ့ ထောက်ပံ့မှုရုရှားရဲ့အကူအညီမှုတွေရယူထားပါတယ်ဆိုတော့နျူကလ িয়ার တောင်မှပိုင်ဆိုင်ခြင်းပါလေဆိုတော့မင်းအောင်လှိုင်ကိုကျွန်တော်တို့လူငယ်တွေကကြောက်နေလို့လားဒါကြောင့်ကျွန်တော်အရှိမပြောခဲ့တာလေးခွာကိုတော်မှကြောက်လို့လေးခွာလုတ်တဲ့တရေခွင်းတောင်မှပိတ်ပင်တဲ့နလဘိန်တုံးတွေနဲ့ကျွန်တော်တို့ generation hyz နဲ့တိုင်းသားတစ်ဖွဲ့ဝင်နဲ့ပူးပေါင်းထားတဲ့အခု နေဦးရဲ့တော်လန်ရှေးကျွန်တော်တို့အနိုင်ပါပဲဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကိုကျွန်တော်မိသားစုအားနှစ်သက်မလို့မျှော်လင့်တယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်ကျွန်တော်လက်ထဲမှာကင်လာတာခဲတဲ့အတူလေးဖြစ်ပါတယ်ကျွန်တော်မိသားစုကျွန်တော်တို့ဟိုအောက်ဖြေကနေပြီးတက်လာခဲ့ကြတဲ့သူတွေဖြစ်တယ်လက်ထဲမှာဘာမှမရှိတဲ့အခြေအနေကျွန်တော်တို့မှာဘာဘာလိုက်မှမရှိဘူး ကျွန်တော်တို့ကဘာစီးတော့အရင်မှမရှိဘူးကျွန်တော်တို့ကဘာစသုံးပစ္စည်းမှမရှိဘူးကျွန်တော်တို့ကစည်ရင်မာပြီးတော့ဘာတစ်ခုမှမသိဘူးကျွန်တော်တို့တိရပါလေစစ်တိုက်တိုင်းကစားဘူးတယ်ငင်တော့ကတူတူပုံနဲ့ကစားဘူးတယ်ဒါတော်မှဗျာ standard army ချင်းညတ်တ်ကဘာပတ်ပြီးတော့ခွေးပြေးဝပြေးပြေးတောက်ရက်ပွဲနေတာကျွန်တော်တို့ဘာလို့ဒီဆက်ရမှာလဲကျွန်တော်မိသားစုဝင်နေဟုတ်ပြီ လက်နက်ပစ္စည်းပြီးကပီကြောက်တယ်လေကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းစတိုင်ပြင်းနေကင်းရှင်းပါတဲ့ကြောင့်လင်းနေစတောင်းရှင်းနေကျွန်တော်ရေးပေါ်ရှင်းလေးပါဗျ